များတော့ဒီတိုင်းဟိုဂျမိုင်းအရာအနေနဲ့ဆော့လိုက်တာအဲသူများတွေကဒီလိုဟိုတင်လိုက်တာဟိုဘာမှလီမဟုတ်ပင်မဲ့လေအားကစားသမားတွေကိုထိခိုက်တာတော့မကောင်းဘောเนาะရုပ်ရှင်ဆိုရင်ရိုက်ရဖိုင်ဖိုဂျီတို့အရှင်ရိုက်လိုက်တယ်ပြပြီးပါတယ်ဘာလို့မျိုးဆိုရင်တော့လုတ်ချင်တယ်အဓိကလည်းလို့အဲ့လိုကြီးထိုးတာပါညာတော့သူများတွေထိုးတာပဲအားပေးရဲ့လို့ဆော့တော့များတို့ချွေးထွက်တယ်အဲပြီးတော့အများတိတိတတ်တာအများဝှက်ချံထွက်တဲ့အသားကြီးဖြစ်တော့လေအဲ့ဒီဝှက်ချံကြီးအရင်ပါလာတယ် ောက်ဦးမလားပါရှင်အခုလက်ရှိကတော့ဗောနော်မြတ်ဒရမာကားလေးအတကားရိုက်ဖို့ရှိပါတယ်အဲဒီရက်သေးပဲရိုက်မှာဗောနော်ဒီ25ရက်နေ့ဆိုစရိုက်ပါပြီအဲကားလေးအပြီးရင်တော့နောက်ထပ်အဲ့လိုဗောဟိုညာရှိမှာကြတော့ horror ကားတွေအဲ့လို suspense တို့ crime တို့ဘတ်တို့သွားတဲ့အဲကားတွေပဲရိုက်ဖြစ်နေရများရေဗောနော်အခုကျတော့မြတ်ဒရမာကားလေးတွေအဲအဲ့လို ပြန်လက်ခံဖြစ်လာတယ်ပြီးတော့ drama ကားလေးလည်းထထွက်လာလို့ရှိပါတယ်အရင်လိုပြောမလဲ shooting တွေရှိရလဲပါပြီးတော့ပြီးတော့နည်းနည်းဆော့ရတာအဲ့လိုတွေလေးဟိုကြရက်တွေထားပြီးအဲ့လိုတတ်တော်လေးဟိုအဓိကတော့များဟိုတကယ်ဆော့နေအားကစားတမားတွေကိုထိခိုက်တာ ထိခိုက်မှာဆိုရင်တာပေါ့နော်များတော့ဒီတိုင်းဟိုအကျမကြီးအရာအနေနဲ့ဆော့လိုက်တာအဲသူများတွေကဒီလိုဟိုတင်လိုက်တာဟိုဘာမှလီမဟုတ်ပေမဲ့လေအားကစားတမားတွေကိုထိခိုက်တာတော့မကောင်းဘူးပေါ့နော်များကဒီတိုင်းဟို ဆားရနောက်တဲ့ပုံစံနဲ့ပြောလိုက်တာအဲဆိုပေမဲ့ဒါကြီးကိုအဲ့လိုခေါင်းစဉ်တစ်ခုအနေနဲ့တက်ပြီးတော့အဲ့လိုကြီးပြောရဲဆိုတော့အဲဒါကတော့ဒါမျိုးဟိုအာကစားသမားတွေတကယ်လုံနေတကယ်ထိုးနေလက်ဝိသမားတွေကိုစိတ်နှောက်ရှက်ဖြစ်စီရပါဘောနော် အဲညာတော့ကတော့ဒါဘာမှမဟိုဒီလိုဝေဖန်မှုတွေကဘာမှမဖြစ်ပင်မဲ့လေအဲတကယ်ဆော့နေတဲ့သူတွေကြတော့အဲဒါတွေကစိတ်နှောက်ရှက်ဖြစ်စရာတွေပေါ့ဟုတ်တယ်အဓိကများလေဟိုဟိုညကျမ်းမာရင်းနဲ့အဓိကများအရင်ကျမ်းမာရင်းချူချတော့လေဒီအားကစားဒီစပြီးတော့ဒီ boxing ထိုးတဲ့ချိန်မှာအများဟိုပို့ပြီးတော့ဟိုဘယ်လိုပြောရမလဲ ပင်ပန်းခံလာနိုင်တယ်။အရင်ကဆို shooting နေအဲ့လိုရက်ဆက်ဖြစ်သွားတာတို့ဟို night scene နေများသွားတာတို့ဆိုများတော့အရင်ဟိုဘယ်လိုပြောမလဲပြိုင်းသွားပြီးတော့လေထားရဖြစ်ပြီးတော့သူ drip တွေပါချိန်ရတာပဲတော့ဖြစ်တယ်။အခုနောက်ပိုင်းကျတော့များဘလောက်ပဲရိုက်ကူးရေးတွေပင်မပင်မဘလို့ခကြီးတွေပဲတော်တော်အများတွက်ကပို့ပြီးတော့ဟိုပြောပြရမလဲဟို အဆင်ပြေလာရေပေါ့နော်ချမ်းမာရေရှူရှာတာလုံးဝမရှိတော့ဘူးအဲ့တော့ပုံများပြန်ပြီးကစားတာအရင်ကနားလိုက်တာ၈လလောက်မိဘလောက်ရှိရယ်ဆိုတော့လေပြန်ကစားတာဒါပေမဲ့အခုကပြန်ရောက်သွားအဓိကအဲ့လိုမီဒီယာပေါက်ခဲ့ရတယ်အဲ့လိုတတ်တာတွေရောပြီးတော့ဟိုဟိုဆရာထွန်းထွန်းမင်းတို့ကလည်းဒါပွဲရှိရယ်လေဒီ24ရက်နေ့ဒီနေ့ပွဲရှိရယ်ပြီးတော့တွတ်ထူးမဲဟာလည်းရှိရောဆရာတို့လည်းမအားဘူးပြီးတော့မြလည်းရိုက်ခွေးရနေအဲ့လိုဘောက်စင်စပြီးတော့အားနေရဲ့ချိန်ဘောက်စင်ထိုးပြီးစထိုးပြီးဆိုရင်အားရိုက်ခွေးပေါ်လာရိုက်ခွေးနားနေချိန်ဆိုရင်အားဘောက်စင်စထိုး းလုပ်တယ်အဲ့လိုထိုးတဲ့ချိန်ဆိုရိုက်ကွေးကအမြင်ပေါ်အဲ့တော့ပြန်လာဖြစ်လိုက်တာပေါ့ဆရာဟိုနေ့ကလည်းဆရာကတပိပြန်လာမယ်တပတ်ခါဆိုလာပြီဆိုပြီးတပတ်ခါအနေဆာရိုက်ကွေးရဆာတော့မလာပြုတ်အဲ့ဒါအေးပျောက်နေပြီမင်းငါတို့လာပြီလာလာနောက်နေရလား3ရက်4ရက်လောက်လာတယ်3ရက်4ရက်လောက်တော့စော်တယ်သူကပြောက်သွားပြောအဲ့တော့အဲ့လိုပေါ့ဒီတစ်ခါကတော့ဒါမျှ 3လေးရက်ပဲရှိသေးတယ်ဆော့နေပြီးတော့အများအခုမဆော့ဖြစ်တော့အဓိကပိုကျမ်းမှလာရဲပြီးတော့အသားရည်အဓိကကောင်းလာရဲပေါ့နော်များတို့မိန်းကလေးတွေပြီးတော့များတို့ဒီအနုပညာလောက်ရတဲ့တွေချာမိတ်ကပ်အမြဲလိမ့်နေရတော့ အမျက်နှာချိပောက်တွေပြီးတော့အဖူလေးတွေအရန်ထားတယ်မြဝက်ချံဖူးတွေပါအရန်ထားတယ်အဓိကအဲ့လိုဆော့တော့မြတို့ချွေးထွက်တယ်အပြီးတော့မြတ်တီတီတတာမြတ်ဝက်ချံထွက်တဲ့အသားကြီးဖြစ်တော့လေအဲ့ဒီဝက်ချံကြီးအရန်ပါလာတယ်ဆော့တဲ့အချိန်မှာနောက်လျှောက်ဆော့ရင်ပါဟိုမိန်ကလေးတော်တော်ကောင်းတာပေါ့နော်အသားကြီးတွေလှလာတယ်ဆိုတော့အပြီးတော့ခန္ဓာကိုယ်ဟိုကျစ်လာတယ်ပေါ့နော်မြတို့အရင်ကဆိုရင်ခန္ဓာကိုယ် weight က ဟိုဝါပေမဲ့လေတချို့ဆိုပေါင်ကလေ105 110လောက်ပဲရှိရခန္ဓာကိုပြည့်ပေမဲ့အဲတချို့ကြတော့လေခန္ဓာကိုအဲဟိုပိမ့်ပိမ့်ပပလေးဆိုပေမဲ့ဝိတ်က110 115လောက်ရှိအဓိကတော့ခန္ဓာကိုမှာအသားကြီးကျစ်လက်မှုပေါ်မူတည်ရပါတော့အဲ့တော့ဟိုများတို့ဒီဘောက်ဆင်းထိုးတာကြောင့်မိန်ကလေးအတွက်ဆိုပိုကောင်းနေအသားကြီးကျစ်ပြီးလှလာတယ်ရုပ်ရှင်ဆိုရရင်ဖိုင်ဖိုဂျူတို့အရှင်ရိုက်လိုက်တယ်ပြပြီးပါဘာလို့မျိုးဆိုရင်တော့လုတ်ချင်တယ်အဓိကလည်းလို့အဲ့လိုကြီးထိုးတာပါညာတော့သူများတွေထိုးတာကိုပဲအားပေးရဲအဲပြီးရင်အ လိုကိုအပင်ဟိုအကစားသမားရှိတယ်အဲ့လိုပဲပေါ့ဟုတ်အဲမြေရိုးဒီဒီနေ့ကပေါ့နော်24ရက်နေ့မှာကပိုင်ကမုံပွင့်အစိန်နန်းတော်ဆိုင်ကွယ်12နှစ်ပြည့် anniversary နေ့မှာမြေရိုးအစိန်တဲများကိုအစိန်တဲနဲ့ရွှေတဲတွေကိုရွှေဖြူတဲတွေကိုအလဲ0%စိန်တဲတွေကိုလည်း25 passa discount နဲ့မျာတို့ရောင်းချပြီးသားမှာပါမျာတို့လည်းအဲ့ဒီအကောင်တာလေးမှာကိုရှူမေလာနဲ့မျာနဲ့နှစ်ယောက်တူတူရှိနေပါမယ်လို့ပြောချင်ပါရှင်ကျေးဇူးပါ